ကဲမင်္ဂလာပါဗျာမင်္ဂလာပါ brother တို့ရေ gobi page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာနော်အဲ့တော့ဒါဒီနေ့ကတော့ nation league ပေါ့လीနော်နိုင်ငံပွဲတွေပြန်လဲရောက်ရှိလာပြီဖြစ်တဲ့တို့ကဒါ quarter final nation league ဒီနေ့ဒါပထမအကြော့ကံမှာဖြစ်ပါတယ်အဲ့တော့ဒီ nation league ကတော့ဒီ quarter final ကနှစ်ကြော်လုံး ဒါကျုံးမှာပေါ့နော်အဲ့တော့ဒီနေ့ကတော့ပထမအကြော့ဒါအင်္ဂွင်းအားသာချက်ရှိတဲ့အသင်းတွေရှိတယ်လို့တစ်ဖက်ကလည်းဒီ league B က Nation League အုပ်စု B က playoff အသင်းတွေဒါကန်းမှာဖြစ်တယ်နောက်အုပ်စု C က playoff အသင်းတွေကန်းမှာဖြစ်ပါတယ်เนาะအဲ့တော့ပွဲကတော့တော်တော်လေးများပါတယ်เนาะအဲ့တော့လက်ရှိ ဒီ knockout stage quarter final မှာကဒီနေ့ပွဲမှာဒါဒိမန်းနဲ့ပေါ်တူဂီတွေ့မယ်အီတလီနဲ့ဂျာမနီတွေ့မယ် Netherlands နဲ့ Spain ခရိုအေးရှားနဲ့ပြင်သစ်ပေါ့လေနော်အားလုံးပေါင်းဒါ၈သင်းထိတ်တက်တွေ့ဆုံမှုဖြစ်ပါတယ်အဲ့တော့ပထမအကြောကဒီနေ့ကံပြီးတော့နောက်ဒါဒုတိယအကြောကနောက်ဒီ24ရက်နေပေါ့နော်ဒီဒီဘက်ထဲမှာပဲ24နဲ့နေ့ရက်နေကိုဒုတိယအကြောကံမှာဖြစ်ပြီးတော့ဒါ semi final တက်မဲ့၄သင်းဒါပေါ်ထွက်လာမှာဖြစ်ပါတယ်เนาะအဲ့တော့ဒါနိုင်ငံအသင်းတွေကတော့ရေကုန်ရေကန်ကျုံးမဲ့အနေထားလေးမှာရှိပါတယ်မင်္ဂလာပါ brother တို့ကြီး တော့ဘယ်ပွဲလေးတွေများကြိုက်ကြလဲဗျာနော်လောက်ပါအောင်တော့ဒါပြီးခဲ့တဲ့နောက်ဆုံးဒီ Nation League ရဲ့ဒါ Champion ကတော့ဒါ Spain ဖြစ်ပါတယ်နော်2022-2023ရဲ့ Champion Spain ဖြစ်ပြီးတော့ Runner up ကတော့ Croatia ဖြစ်ခဲ့ပါတယ်အဲ့တော့ Aishe က2021-2020-2021တုန်းကတော့ပြင်သစ်ကဒါဝင်လာရခဲ့တယ်အဲစပိန်က runner up ပေါ့နော်အဲရှိတနည်းက2018 2019မှာတော့ပေါ်တူဂီအင်းကဝင်းတာဖြစ်ပြီးတော့နယ်သာလန်ကတော့ ဒါ runner up နဲ့ရရှိခဲ့ပါတယ်အဲ့တော့ဒီတစ်ပတ်ဒီဒီနှစ်မှာရော2024 2025ရာသီမှာကောဒါဘယ်အသင်းတွေက champion ဖြစ်မလဲ brother တို့ထင်လဲဗျာနော်အဲ့တော့ကျွန်တော်ထင်ရတော့လက်ရှိအကောင်းဆုံးဖောင်ရနေတာကတော့ Spain ဗောလीနော် Spain တော်တော်လေးတော်တော်ကြီးကိုကောင်းနေတဲ့အနေထားဗျာအဲ့တော့တစ်ဖက်ကဒီဒီဒီပြင်သစ်မှာကလည်းဒါစောင့်ကြည့်ရမယ့်ကစားသမားတွေမှာဒါ Dembele ပါတယ်နော်အဲ့တော့ဒီရာသီမှာတော်တော်လေးခြေစွမ်းပြနေတဲ့ Dembele အနေနဲ့ကဒါနောက်ထပ်တစ်ဆင့်ရောက်နိုင်တယ်ဒါပေမဲ့ခတ်တာက Spain နဲ့ ်ပြင်သစ်ကဒါဒီတစ်ဆင့်ပြီးရင်ဆီမီဖိုင်နယ်မှာနိုင်တဲ့နှစ်သင်းကတွေ့ရမှာဆိုတော့နှစ်သင်းနဲ့တစ်သင်းကတော့ပြုတ်ဖို့တော့များတယ်ပေါ့လေအဲ့တော့တစ်ဖက်မှာပေါ်တူဂီနဲ့ဒိမတ်မှာပေါ်တူဂီတက်နိုင်ကြီးများသလိုအီတလီနဲ့ဂျာမနီမှာကျွန်တော်ထင်အီတလီသူ့အတူလိန်ဖယ်လိန်ဖယ်နဲ့ထပ်ပြီးတက်သွားအောင်မယ်ထင်တယ်အဲ့တော့ဂျာမနီကတော့နာဂစ်မန်လက်ထက်မှာတိုးတက်လာတဲ့ဆိုပေမဲ့ပြီးခဲ့တဲ့ယူရိုမှာလည်းသူတို့ပြုတ်တာပဲလေနော်အဲ့တော့လက်ရှိကတော့အီတလီကတော့တဘာရှိတဲ့အသင်းဆိုတော့ဒါ Nation League မှာကောင်းကောင်းကြီးတော့အိမ်ခွင့်မှာကန်နိုင်မယ်ထင်ပါတယ်နော်အဲ့တော့ဘယ်ပွဲလေးများကြိုက်ကြလဲပြတော့ brother yuki မင်္ဂလာပါတူတာမင်္ဂလာပါဒီမတ်မင်္ဂလာပါ saranian gu မင်္ဂလာပါ zobo မင်္ဂလာပါ football highlight မင်္ဂလာပါ solat မင်္ဂလာပါထွန်းထွန်းနိုင်မင်္ဂလာပါ brother ye ဘရာသာဦးအာကာဟိတ်မင်္ဂလာပါဗျကျော်စင်ဟိတ်မင်္ဂလာပါဒီနေ့ကတော့ဟိုအပျော်ပဲဆော့ပါနော်ပွဲတွေကနိုင်ငံပွဲလေးဖြစ်တဲ့တော့ကျွန်တော်အရင်ကြီးအကြိုက်ပွဲတော်မရှိဒီနေ့လေးသင်းပေါင်းလေးတော့ကျွန်တော်ဆွဲထုတ်ထားပါတယ်ဘော်ဒီလေးချောင်းပေါ့နော်အဲ့တော့စတာဝဲလုံးဝမရှိဘူးယိုယိုပွဲအနေနဲ့ဆော့ခြင်းဆော့လို့ရတယ်ဆိုတော့လေးသင်းပေါင်းလေးကျွန်တော်တွဲပေးထားပါတယ်နော်ဘရာသာထွန်းထွန်းနိုင်မင်္ဂလာပါ MKD MKD မင်္ဂလာပါဗျတလောင်အောင်အရှာကြားရတဲ့ဂျပန်ကရုံးနဲ့ဟိုရမကုန်းနဲ့ရဘလို့ဖြစ်တာလဲရသားရေထက်မြက်အောင်မင်္ဂလာပါဖုံးတော်ခန့်မင်္ဂလာပါအရှာပွဲတွေကတော့ကျွန်တော်လေးဟိုကြည့်အောင်မကြည့်တော့တာပါဟိုနည်းနည်းလေးအလန်းဝေးတယ် ဆိုတော့လေနော်အဲ့တော့နည်းနည်းအပြော brother နည်းနည်းလေးဆော့မယ်ဆိုတော့လေ short ဆော့ကြပါနော်နိုင်ငံပွဲတွေကျွန်တော်လာလာမယ်အပတ်ကြမှာပဲစနေနေ့မှာနော် share ကျုံးပါမယ်ဟလား brother ဖုံးတော်ခန့်မင်္ဂလာပါဝနာအောင်မင်္ဂလာပါ lot မင်္ဂလာပါ lin thon မင်္ဂလာပါအဲဇော်ကြီးမင်္ဂလာပါအဲကိုဆိုးလွင်မင်္ဂလာပါအောင်လင်းမင်္ဂလာပါအဲဆိုင်းငိမ့်နဲ့မင်္ဂလာပါဗျဒိမတ်ကြိုက်တယ်လေဆလိုဗက်ကီးယားကြိုက်တယ်ဂရိကြိုက်တယ်โอเคပါဘရာသာတို့နော်ဆာရာနီယန်ကိုမင်္ဂလာပါ ဝင်းကိုမော်မင်္ဂလာပါဗျကျော်စင်ဟိမင်္ဂလာပါအောင်လင်းမင်္ဂလာပါဇော်ကြီးမင်္ဂလာပါလော့မင်္ဂလာပါဖုံးတော်ခန့်မင်္ဂလာပါဝနအောင်မင်္ဂလာပါလီယန်တန်မင်္ဂလာပါမင်းထင်မင်္ဂလာပါ brother ဟေး brother ဇင်ဝိုင်းမင်္ဂလာပါဝင်းကိုမော်မင်္ဂလာပါဗျ MKD MKD မင်္ဂလာပါ Zack အဲ KZK မင်္ဂလာပါမျိုးချစ်မျိုးချစ်မင်္ဂလာပါအဲတူရကျော်မင်္ဂလာပါ brother ဟေးအဲ့တော့ကျွန်တော်တို့စလိုက်အောင် brother တို့နော် အဲ့တော့ကျွန်တော်ဒီ nation league မှာတော့ဒါဒီနေ့အကြိုက်ပွဲလေးတော့ကျွန်တော်ထည့်ပြောပေးပါမယ်အဲ့တော့ let's go ပါဆိုတော့ဒါ wise ဘက်မှာဆော့ကျင်တဲ့ brother တွေအနေနဲ့ကလည်းဒါ goie promo code ဖြစ်တဲ့ gb777 ကိုအသုံးပြုပါလေ100% bonus တွေရနိုင်ပါတယ်အသေးစိတ်သိရှိလိုပါက wise ဘက်မြန်မာ facebook page နဲ့တို့ရဲ့ customer service call လေးကိုနှိပ်ပြီးတော့လေဒါ website သို့မဟုတ် application ရဲ့ customer service call လေးကိုနှိပ်ပြီးတော့လေသိလို့ရတယ်မေးမြန်းလို့ရပါတယ် okay အဲ့တော့ let's go ပါအဲ့တော့ဒါကျွန်တော် nation league group a ရပဲကျွန်တော်စပြီးပြောပါမယ်အဲ့တော့ဒီမှာပြင်သစ်နဲ့ ခရိုအေးရှားပါနော်ဆိုတော့ပြင်သစ်က level 80အထိကိုခပ်ပြင်းပြင်းပေးတယ်လို့ပြောလို့ရတယ်ဆိုတော့ဒီနှစ်သိန်းကပြီးခဲ့တဲ့2022 Nation League လောကလည်းတွေးခဲ့တယ်အဲတုန်းကတော့ခရိုအေးရှားတတ်သွားတယ်ဒါပြင်သစ်အသင်းကိုပြင်သစ်အိမ်ခွဲမှာဇီးဝါနဲ့ဖုတ်ပြီးကိုတတ်သွားတာဆိုတော့အခဲကြီးမှာတော့မဟုတ်ဘူးအဲ့တော့ခရိုအေးရှားကအဲတုန်းကအိမ်ခွဲမှာ2022ဒီ6လပိုင်း ဒီ9ရက်နေ့မှာခရိုရှားအိမ်ကိုမှာပြည်သက်အသင်းကအဝေးဝန်းရနေကျွန်တော်တို့ဒါ level 50ရှုံးကျွန်တော်တို့ပေးခဲ့တာဖြစ်ပါတယ်ဒါကို11ဆိုရဲရလက်ထွက်ပေါ်ခဲ့တာကြောင့်အခုပေးထားတဲ့ level 80ရှုံးဆိုတာပြင်သက်အသင်းအနေနဲ့ဒါကြီးပြင်းစဲပဲလို့ပြောလို့ရတယ်အဲ့တော့ဒုတိယကျောပြင်သက်ဟာအိမ်ဝဲမှာတလုံး50ရှုံးပေးပြီး01နဲ့ရှုံးခဲ့တဲ့အတွက်အခုပေးတဲ့ကြီးအနေနဲ့စဉ်းစားရင်တော့ဒါပြင်းတဲ့ကြီးပဲ ရိုရှားဟာပြင်သစ်အသင်းကိုအိမ်ခွဲမှာတခါမှနိုင်မှုချင်းမရှိဘူး2020နှစ်မှာတည်ရင်2020တုန်းကဒါဇီဒူးနဲ့ရှုံးထားတဲ့ရက်လည်းရှိတယ်အဲတုန်းကတော့ခရိုရှားအိမ်ခွဲမှာပြင်သစ်ကအဝေးဝန်းနေ level တရာရှုံးဝင်ရုံးမှာ1 2ဆိုတဲ့ရက်လည်းလေးနဲ့ထွက်ပြီးတော့ပြင်သစ်အသင်းအနိုင်ရခဲ့တာဖြစ်ပါတယ်အဲတော့အခုဂျေးကခရိုရှားနိုင်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်တော့ဂျေးလို့ယူဆတယ်ဒါပေမဲ့တည်ရက်လက်တော့ထွက်ကောင်းထွက်နိုင်တယ်เนาะပြင်သစ်ဟာအဓိကပြင်သစ်ပုံမှန်ပဲမူတည်တယ်အိမ်ခွဲကိုဆွဲခေါ်ပြီးအိမ်ခွဲရောက်မှအနိုင်ခံမလားဒါမှမဟုတ်ရင် အဲတခုစဉ်းစားစရာရှိတာကကျွန်တော်တို့ဒါဘာလွန်တော်စုအတွက်ဒါကံမဲ့ကစားသမားတွေရှိပါတယ်เนาะဒါကြောင့်လက်ရှိအနေနဲ့ကတော့ဒီဒီယာဒီမှာတမ်ဘလီရေပန်းစားတယ်ရာဖင်ညာရေပန်းစားတယ်ဆိုတော့လူမျိုးအသင်းတွေဟာနိုင်ငံပွဲမှာခြေစွမ်းပြရမယ့်အနေအထားလေးရှိသေးတာကြောင့် เนาะဟိုအရင်ကြီးရှော်မဲ့အနေထားမရှိဗျာဟိုဟိုအတင်းကလုပ်ပွဲကစားခြင်းရင်အောင်မှအတင်းသားတွေအနေနဲ့ကဒီလိုမျိုးဟာလေး target လေးတွေရှိနေတာကြောင့်အရင်ကြီးတော့ဟိုဟာဖြစ်မယ်တော့မထင်ဘူးเนาะအဲ့တော့လက်ရှိ level 80ရှုံးမှာကျွန်တော်ဂိုးပေါင်းကြီးကနှလုံး60ရှုံးဖြစ်နေတဲ့အတူကခရိုရှားတေချာပေါက်ခန်စစ်ပိတ်စရာပိတ်ကစားမဲ့အနေထားလေးမှာရှိနိုင်တယ်နောက်ဆုံးပွဲမှာပေါ်တူဂီအတင်းကိုဝမ်းဝမ်းနဲ့တည်ကန်လာတယ်အဲ့တော့ကပေါ်တူဂီအတင်းကိုခရိုရှားဘက်က level 90ရှုံးကခရိုရှားကပြန်ပြီးပြီးခဲ့တာဖြစ်ပါတယ်အဲ့တော့ ပြန်ကြည့်ရရင်နောက်ဆုံးပြန်မလို့နောက်ဆုံး၉ပွဲမှာ၂ပွဲပဲနိုင်ရတယ်။နိုင်တာလဲပိုလန်နဲ့စကော့တလန်ကိုအိမ်ခွင်းမှာကပ်ပြီးနိုင်ထားတာပါ။ဆိုတော့အဝေးခွင်းမှာနောက်ဆုံးရှုံးထားတာကစကော့တလန်အသင်းကိုရှုံးထားတယ်။ပေါ်တူဂီအသင်းကိုရှုံးထားတယ်။နော်ဆိုတော့လက်ရှိအနေအထားအရဒီခရိုအေးရှားအနေနဲ့ကခြေစွမ်းကြတယ်ပဲကျွန်တော်တို့ပြောလို့ရတဲ့အနေအထားပါနော်။အဲ့တော့တစ်ဖက်ကဒီဒီပြင်သစ်အသင်းအနေနဲ့ကတော့လက်ရှိဒမ်ဘလီအနေထားပါတယ်။အမ်ဘာပီပါတယ်။နောက်အိုလိုက်စ်တို့ဘိုင်ယန်မြွန်းနဲ့မှာခြေစွမ်းတက်နေတယ်။ကွင်းလယ်မှာလည်းချိုဝမ်မန်နေနဲ့ရာဘီယောရှိတယ်ဗျာ။ဆိုတော့ ဘလိုပဲကြည့်ကြည့်ကစားသမားအာယောလက်ရှိခြေစွမ်းအရာအောင်ဒါပြင်သစ်ကအများကြီးတာတယ်လို့ကျွန်တော်ပြောလို့ရတယ်အဲ့တော့ nation league မှာဒီပြင်သစ်ဟာအီတလီတသင်းတွေကိုပဲ1-3နဲ့ရှုံးပြီးဒါကျန်တဲ့၅ပွဲနိုင်တယ်2ပွဲတည်နေရလတ်နဲ့ဒါပြင်သစ်ကတက်လာတာဖြစ်ပါတယ်အဲ့တော့နောက်ဆုံးပွဲကအီတလီအိမ်ခွင်းမှာပြင်သစ်ကအီတလီဘက်ကနေ level 50ရှုံးအပေးခံပြီး1-3နဲ့ပြန်ပြီးခံပတ်နိုင်ပြီးတော့တက်လာခြင်းဖြစ်ပါတယ်ဆိုတော့အခုပေးတဲ့ G အနေနဲ့ကဟိုပြင်သစ်ပဲတော့စဉ်းစားသင့်တယ်ဒါပေမဲ့ဒီကြောင်းနေတော့ပွဲအဖြစ် ရွေးချယ်ရလောက်အောင်တော့ကျွန်တော်မကြိုက်ဘူးဗျာเนาะအဲ့တော့ကိုင်းမယ်ဆိုရင်တော့ 2x double chance တော့ AACC ပြင်သစ်နိုင်မယ်ထင်ပါတယ်အဲ့တော့ဒေဂျီအနေနဲ့ကတော့လက်ရှိ48ရာခိုင်နှုန်း1000လောက်ရင်4800ပဲပြင်ရမှာဖြစ်တဲ့အတွက်အရန်ကြီးတော့မတန်နေဘူးဒါပေမဲ့ဒီဘွဲမှာကျွန်တော်ထင်တော့ပြင်သစ်ရှုံးမယ်တော့ဘလို့မှမထင်ပါဘူးเนาะအဲ့တော့တေတော့အနည်းဆုံးပြင်သစ်ရမှာဖြစ်တဲ့အတွက်ဒေဂျီနေနေမနေ 2x double chance လေးတော့စားရမယ်ထင်ပါတယ်အဲ့တော့ပြင်သစ် 2x double chance ပါအဲ့တော့နောက်တစ်ဘွဲကကျွန်တော်ဒိမန်နဲ့ပေါ်တူဂီဘွဲပါဒီမှာပေါ်တူဂီက ဒိမတ်အိမ်ကမှ level 50အဝေးဝင်းကနေပေးထားတယ်နှလုံး80ရှုံးပေးထားတယ်ဒီနှစ်သိန်းက2015တုန်းကယူရိုမှာနောက်ဆုံးတွေ့ခဲ့တာအဲတုန်းကဒိမတ်အိမ်ကမှပေါ်တူဂီကအဝေးဝင်းကနေ level 50ရှုံးပဲပေးခဲ့တာပဲ0-1နဲ့ပဲကျွန်တော်တို့ဒါကြီးအောင်ခဲ့တယ် B-ball ကြီးအောင်လေးဖြစ်ခဲ့ပါတယ်ဒုတိယအကြော့2015တုန်းကလည်းပေါ်တူဂီအိမ်ကမှ level 100ရှုံးပေးပြီး1-0နဲ့ထပ်ပြီးအောင်ခဲ့တာကြောင့်လက်ရှိဒိမတ်အနေနဲ့ကဒါကြီးအရာအဖြစ်တော့ level 50ဆိုတာဟာပေါ်တူဂီတည်နေအနိုင်ပဲ ွားမယ်အနေထားလေးရှိနိုင်ပါတယ်အဲ့တော့ပြင်သစ်အားဟောပြင်သစ်တော့ပြတယ်ဒိမတ်ဟာပေါ်တူဂီအသင်းကိုနှစ်ကြိမ်သမိုင်းမှာနိုင်မှုတယ်2006မှာတစ်ကြိမ်2017မှာတစ်ကြိမ်2012နဲ့2014ကတော့ပေါ်တူဂီအသင်းကပဲနိုင်လာတယ်တစ်ကြိမ်ကတော့တီရလက်ထွက်ပေါ်ထားတယ်အဲ့တော့ဒီဒီပွဲလဲဒီလိုပဲပေါ်တူဂီဟာဒုတိယအကြော့အိမ်ဝင်အားသာချက်နဲ့ ကံအောင်မှာဖြစ်တဲ့တော့ဒီပွဲမှာအဲတည်ရလဲကိစ္စမရှိတဲ့အတွက်เนาะအသင်းကြီးအနေနဲ့အဝေးဝန်းအနေနဲ့ကတော့ဒိမတ်အင်ကွင်းမျိုးက level 50ရှုံးဆိုတဲ့အနေထားနည်းနည်းလေးအနေများမယ်ထင်တယ်ဗျအဲ့တော့ပေါ်တူဂီက level 50ပေးတာကိုနှလုံး80ရှုံးပေးထားတယ်ဆိုတော့ကပေါ်တူဂီ900နိုင်တယ်เนาะပေါ်တူဂီ900နိုင်ဒါပေမဲ့ ခတ်တာကဒိမကအခုလက်ရှိကဖွင့်ဆော့နေတဲ့အနေအထားမျိုးတွေရှိတယ်လို့ခြေစွမ်းကလည်းလုံးဝအတီးကြမရှိဘူးနောက်ဆုံး၅ပွဲမှာနှစ်ပွဲတိတိရှုံးတယ်နှစ်ပွဲသေးရတယ်တပွဲပဲဒါနိုင်ရတယ်အဲ့တော့ဆာဗီးယားနဲ့ပွဲမှာဒါ၉ပေါက်ပျောက်ခဲ့တယ်နော်စပိန်နဲ့ပွဲမှာကျတော့ဖွင့်ဆော့တယ်1 2နဲ့ဖြစ်ခဲ့တဲ့အတွက်လက်ရှိဒိမရဲ့စတိုင်အရာကလည်းအဆင်မပြေနေပါဘူးအဲ့တော့တိုက်စစ်ကလည်းဒီဝင်းတို့ပါလို့ပဲ ်ဟိုဆက်ဆက်ပြီးပွဲထွက်လာမယ့်အနေအထားမျိုးမှာဘယန်းဘာရာကတော့ဒီပွဲလေးဖြစ်အောင်မှာပဲပေါ့လေအဲ့တော့ပေါ်တူဂီကတော့ခရစ်စတီယာနိုရော်နယ်ဒိုဦးဆောင်လာမယ့်အနေအထားမျိုးမှာဒီရာဒီ Nation League ကိုတော့ Semi Final ရော AC တက်နိုင်တဲ့ခြေစွမ်းမျိုးရှိတာကြောင့်ဒီပွဲကတော့အဝေးဝင်းဖြစ်တဲ့အတွက်ကျွန်တော်နည်းနည်းတော့ဒီပွဲစောင့်ကြည့်စီခြင်းတည်တယ်ဘာလို့ပြီးခဲ့တဲ့ပွဲမှာလေခရိုအေးရှားအိမ်ဝင်မှာပေါ်တူဂီကမလိုအပ်မလိုအပ်တဲ့ပွဲဖြစ်တဲ့အတွက်ဝမ်းဝမ်းနဲ့သူတို့တမင်ရှော့ခဲ့ခြင်းဖြစ်ပါတယ်အဲ့ရှိမှလဲစကော့တလန်အိမ်ဝင်မှာဇီးဇီးနဲ့ကန်တဲ့ရလက်မျိုးကြောင့်ဒီပွဲဟာဒိမ့်မတ် ဟိုအချိန်မီးတည်ကြသွားနိုင်တယ်ဗောနော်အဲ့တော့ကြိုက်တာတော့ကျွန်တော်ဟိုဒိမ့်မတ်ကြိုက်တာဖြစ်နိုင်တော့ဒိမ့်မတ်ကြိုက်တယ်ဒိမ့်မတ်ဂိုးပေါ့အဓိကဘိုတင်းတူစကိုးလေးကြိုက်တယ်ဗျာနော်နှစ်သင်းစလုံးဂိုးရနိုင်တယ်ဒါပေမဲ့နှလုံး80ရုံးရ11တပေါက်မှာသွားတက်နိုင်တယ်ဗောနော်ဒါကြောင့်ဒီပွဲလဲကျွန်တော်တချောင်းလဲတော့ပွဲထဲမှာတော့မကြိုက်ဘူးရွေးမယ်ဆိုရင်တော့ဒိမ့်မတ်ကြိုက်တယ်ဂိုးပေါ့အဲ့နှစ်ချောင်းလေးကတချောင်းဝင်မနိုင်မယ်ထင်ပါတယ်โอเคအဲ့တော့နောက်တစ်ပွဲကကျွန်တော်ကြိုက်တယ်အဲ့ဒါကကျွန်တော်မောင်းထဲမှာထည့်ထားတယ်အီတလီနဲ့ဂျာမနီပါဒဲဂျီပေးထားတယ်နှလုံး90ရုံးနဲ့ပြန်ကားထားတယ် တော့ဒီနှစ်သိန်းကနောက်ဆုံးထိတဲ့တွေ့ဆုံမှာ2022မှာ Nation League မှာပဲတွေ့ခဲ့တာအဲတုန်းကအီတလီအိမ်ကွန်းမှာဂျာမနီအဝေးကွန်းကနေဂျာမနီဘက်က level တရာရှုံးပေးခဲ့ပြီးတော့1-1ဖြစ်ခဲ့ပါတယ်ဒုတိယကြော့ဂျာမနီအိမ်ကွန်းမှာတလုံး90ပေါင်းပေးပြီးတော့5 5-2ဆိုတဲ့ရလဒ်နဲ့5-2ကိုဆိုတဲ့ရလဒ်နဲ့ဂျာမနီကကိုပြန့်တဲ့အချက်တဝဲထားခဲ့ပါတယ်အီတလီအသင်းကိုဆိုတော့ဒါကိုအီတလီတို့အခဲကြေမှာမဟုတ်သေးဘူးအဲ့တော့နောက်ဆုံးတွေ့2022မှာအီတလီအိမ်ကွန်းမှာဂျာမနီကအဝေးအဝန်းကနေ level တရာပေးခဲ့တဲ့အနေအထားမျိုးမှာအခုပေးတဲ့ဂျီက ဒဲကြီးဖြစ်နေတဲ့အနေအထားမျိုးကြောင့်ဂျာမနီနိုင်ဖို့ဒီပွဲမှာတိတ်တော့မဖြစ်နိုင်ဘူးဆိုတော့ နောက်တစ်ချက်ကအီတလီအနေနဲ့2006ခုနှစ်ကစလို့လက်ရှိအချိန်ထိနော်တမိုင်းတစ်ချက်မှာအီတလီအိမ်ကွန်းမှာ၄ချိန်တည်တည်အခံဘူးတဲ့တစ်ချိန်မှဂျာမနီကအီတလီအိမ်ကွန်းမှာနိုင်မှုချင်းမရှိဘူးအီတလီဘက်ကတစ်ချိန်ပဲနိုင်နေဆိုပေမဲ့၃ချိန်ကတေးရလက်ထွက်ပေါ်ခဲ့ပါတယ်အဲ့တော့အခုပေးထားတဲ့ဒေဂျီမျိုးမှာမှာနှလုံး90ရှုံးကြီးအရာဒီကြောင့်ဒီပွဲကအီတလီရှုံးမဲ့အနေအထားမရှိနိုင်ပါဘူးနော်ဒါကြောင့်ဒီပွဲလေးတော့ကျွန်တော်အီတလီကြိုက်တယ်ဒေဂျီကတော့အေးစေးပဲအီတလီနေလို့ရမယ်ထင်ပါတယ်အဲ့တော့အီတလီကလက်ရှိဒီအဆင့်ကိုဒါ Nation League မှာနောက်ဆုံးဒါ6ပွဲမှာတပွဲတော့ရှုံးလာတယ်အဲ့ဒါကပြင်သစ်အသင်းကို1-3 နေပါဒါပေမဲ့ပထမကြော့ဒီပြင်သစ်အိမ်ဝင်းမှာတော့ဒါအီလီသင်းဟာ1 3နဲ့နိုင်ခဲ့တဲ့ရလက်ရှိတာကြောင့်ဒီဘွဲမှာတိတ်တော့အမားခံမဲတော့မထင်ပါဘူးเนาะဘယ်ဂျီယန်အိမ်ဝင်းမှာလည်း Z1 နဲ့နိုင်တာရလက်ရှိတယ်ဆိုတော့ဂျာမနီကိုပြန်ကြည့်ရရင်ဂျာမနီကတိုက်စစ်အားကောင်းလာတယ်ဆိုပေမဲ့အဝေးဝင်းပြန်ကြည့်ကြည့်လိုက်เนาะနောက်ဆုံး၅ဘွဲမှာ၄ဘွဲဟာတည်ဖြစ်နေပါတယ်အဲဒီမှာနောက်ဆုံးဘွဲဟန်ဂေရီအိမ်ဝင်းမှာ1 1နဲ့ကန်လာတယ်네덜란드အိမ်ဝင်းမှာ2 2စပိန်အိမ်ဝင်းမှာ1 1နဲ့ဆွစ်ဇာလန်အိမ်ဝင်းမှာ1 1ဖြစ်တာကြောင့် ီလိုမျိုးအနေထားရပွဲတိုင်းဂိုးပေးနေရတဲ့အနေထားမျိုးမှာနှလုံး90ရှုံးနေတော့ဂျာမနီရလက်ကောင်းမယ်မထင်ပါဘူးအဲ့တော့ဒီပွဲလေးကိုကျွန်တော်အီတလီဘော်ဒီမောင်းထဲမှာထည့်ထားပါတယ်နော်အီတလီဘော်ဒီကြိုက်ပါတယ်အဲ့တော့နောက်ဆုံးပွဲကတော့ကျွန်တော်စပိန်နဲ့နယ်သာလန်ပွဲလေးဖြစ်ပါတယ်အဲ့တော့စပိန်နဲ့နယ်သာလန်မှာနယ်သာလန်အိမ်ဝင်စပိန်ဘက်က level 30အဝေးဝန်းကနေပြန်ပေးတယ်၃လုံး90ပေါင်းနဲ့ပြန်ကားထားပါတယ်အဲ့တော့ဂိုးပေါင်းကြီးကဒီ၄သင်း၄ပွဲထဲမှာစပိန်ပွဲကကြည့်အပြင်းဆုံးလို့ပြောလို့ရတယ်နော်ကိုကောင်ကြီးအပြင်းဆုံးလို့ပြောလို့ရတယ် ဒီနှစ်သိန်းကနောက်ဆုံးထိတဲ့တွေ့ဆိုမှာ2020မှာနယ်သာလန်အိမ်ကွန်းမှာစပိန်အဝေးဝန်းကနေ level 50ရုံးပေးခဲ့တယ်ဝမ်ဝမ်းဆိုရရလက်လေးထွက်ပေါ်ခဲ့ပါတယ်ဆိုတော့လက်ရှိအနေထားအရာပေးတဲ့ကြေးအရာလည်းဒီကြေးပဲပြန်ပေးထားတယ်ဆိုတော့နိုင်နာတော့စပိန်မဲနိုင်ပြဖို့အများကြီးပဲတည်တပေါက်တော့နည်းနည်းလေးကြောက်ရတယ်ဗောနအဓိက3လုံး60ပေါင်းနဲ့ပိတ်ထားတာကြောင့်နယ်သာလန်ကိုအချိန်မီရနိုင်တယ်အဲ့တော့နောက်တစ်ချက်ကနယ်သာလန်အသင်းဟာစပိန်အသင်းကိုတမိုင်းတစ်ချောင်းမှာ၄ချိန်အခံမှုတယ်2ချိန်ကနယ်သာလန်နိုင်တယ်2ချိန်ကတည်ကြတာကြောင့်စပိန်ဟာနယ်သာလန်အိမ်ကွန်းမှာအရန်ကြီးလွှမ်းမိုးနိုင်ခြင်းမရှိဘူးအဲ့တော့လက် က်ရှိအနေအထားရနယ်သာလန်အသင်းကဒီဒီအဲဒီမောင်နယ်သာလန်ဘယ်ရောက်သွားလဲ ဆိုတော့လက်ရှိ Netherland ရဲ့ lineup ကိုကြည့်ရရင်လည်းဒီပိုင်းလို့အုပ်စုက Netherland ရဲ့လက်ရှိ lineup ကအရင်ကြီးကောင်းမနေဘူးเนาะဒီကြောင့်လည်းလက်ရှိဒီရာဒီမှာအဲ့လောက်ကြီးခြေစွမ်းပြတာမရှိဘူးကုမိုင်းနာလည်းအဆင်မပြေဘူးဆိုတော့ Gabbo ရှိမယ်ဒီ Simon ရှိမယ် Van Dijk ရှိမယ်ဒီ Little ရှိမယ်ဆိုတော့လက်ရှိလူစင်းအရာရှင်ကြည့်ရရင်တစ်ဖက်ကရာမယ်တို့ William တို့အတိုးလှုပ်နေဆိုရင်တော့တိုင်ပတ်နိုင်တယ်မဟုတ်အဓိကကြောက်တာကဒီမိုရာတာပဲကြောက်ရတာနော်မိုရာတာကိုဖြုံးမဲ့အချက်ပဲကြောက်ရတာလက်ရှိလမယမဲတော်တော်လေးခြေစွမ်းကောင်းနေတဲ့အနေအထားမျိုးမှာဒီဘွဲလဲ ဒီ Spain အတွက်ဂိုးသွင်းမယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့ level 30ကတော့မစိုးဆိုပေမဲ့30လောက်တော့ရင်းရနိုင်တယ်ပေါ့နော်ဒီဘွယ်က Spain အနေနဲ့ရှုံးမယ်တော့ကျွန်တော်မထင်ဘူး Netherlands ဟာအိမ်ကွင်းကောင်းတယ်ဆိုပေမဲ့သူနဲ့တွေ့ရတဲ့အသင်းတွေဟာဒီဟာဒီပြီးခဲ့တဲ့တောက်လျှောက်သူအဲသူနဲ့တွေ့တဲ့အသင်းတွေဟာတောက်လျှောက်ခြေစွမ်းညံ့တဲ့အသင်းတွေကြီးပဲဖြစ်ခဲ့ပါတယ်အဲ့တော့တစ်ဖက်က Spain ကတော့ဘာလာလာအကုန်လုံး ကစ်ထားတဲ့အနေထားမျိုးမှာဒီဘက်တော့ကျွန်တော်စပိန်ကြိုက်တယ်30ရင်း30နေဒယ်ဂျီနဲ့နေတော့ပိုကောင်းတယ်လက်ရှိဒယ်ဂျီက69ရာခိုင်နှုန်း1000လောက်ရင်6900ပြန်ရမယ်စပိန်ဒယ်ဂျီပဲကျွန်တော်တော့ recommend ပေးပါတယ်เนาะအဲ့တော့စပိန်အမဟိုဟိုဖြစ်တော့စပိန် 2x double chance သို့မဟုတ်ဒယ်ဂျီနဲ့ပဲနေပါအဲ့တော့စပိန် body ကြိုက်ပါတယ်เนาะစပိန် body ဖြစ်ပါတယ်ဒါဆိုတော့ဒါ Nation League Group A လေးပြီးပါပြီအဲ့တော့ Group B ကိုဆက်သွားရရင်ကျွန်တော်အကြိုက်ဆုံးရတော့မဟုတ်ဘူးနေတဲ့နာကတော့ဒါ Austria နဲ့ Serbia ပွဲပေါ့เนาะဆိုတော့ Austria ကလက်ရှိ Rennick လက်ထက်မှာ Austria တော်တော်လေးခြေစွမ်းကောင်းလာတယ်။ဟောငြိမ်လာတယ်။အော်ကန်ဆယ်လဲအဆင်ပြေလာတယ်တိုက်စစ်ကပိုပြီးအားကိုးလို့ရတယ်တဖက်ကဆာဗီးယားကဗလာဟိုဗစ်ဗလာဟိုဗစ်တို့အိုဆူကလက်ရှိနီးပြားလက်ထက်မှာတိတ်တော့အဆင်မပြေနေသေးဘူးအဲ့တော့တဖက်ကပြန်ကြည့်ရရင်ဒီဟတ်တူဟတ်အရာပြီးခဲ့တဲ့နောက်ဆုံးပွဲကပြီးခဲ့တဲ့2024 6လပိုင်းကမှခြေစမ်းပွဲကန်ခဲ့တာပါအော်စတြီးယားအိမ်ဝင်မှာအော်စတြီးယားဘက်ကလေဗယ်50ပဲပေးခဲ့ပါတယ် နှစ်ကိုးတကိုးဆိုတဲ့ရာလနဲ့ဩစတြေးလျအသင်းကအနိုင်ရခဲ့ပါတယ်ဆိုတော့အခုပေးတဲ့ဂျေးရာလုံး90ပေါင်ဖြစ်တဲ့အတွက်ပြီးခဲ့တဲ့2024 6လပိုင်းကမှ level 90ပေးတဲ့အနေအထားမျိုးမှာတစ်နှစ်ပဲရှိသေးတယ်။တလုံး90ပေါင်ဆိုတော့ဩစတြေးလျခြေစွမ်းက တော်တော်ကိုကောင်းတဲ့အနေအထားမျိုးဖြစ်သွားတယ်အဲ့တော့ Austria အသင်းဟာအိမ်ဝင်းမှာအပြင်းဆုံးကြီးဒါ level 90ပဲဖွင့်မှုတာပါ2018တော့က Serbia အဝေးခွင့်ကနေ Austria အသင်းကို level တရားရှုံးပေးခဲ့ပါတယ်2008ခုနှစ်မှာလည်း Austria အိမ်ဝင်းမှာ Serbia အဝေးခွင့်ကနေ level 90ပေးခဲ့တာကြောင့်အခုပေးတဲ့တလုံး90ပေါင်းဟာတော်တော်ကြီး Austria ပြင်းပါတယ်ဗျာနော်အဲ့တော့လက်ရှိတစ်ဖက်ကဒီ goal ကြီးအနေနဲ့ပြန်စင်းစားမယ်ဆိုရင်လည်းနှလုံး80ရှုံးဆိုတဲ့အနေအထားကြောင့်တေချာပေါက် Austria ကိုရနိုင်ပါတယ်အဲ့တော့တစ်ချက်ကစဉ်းစားရတဲ့တစ်ချက်က Serbia ပဲ Serbia ကလက်ရှိအနေအထားမှာခြေစွမ်းဆုတ်ပြတ်တတ်နေတယ် တယ်နော်နောက်ဆုံး၉ပွဲမှာတပွဲပဲနိုင်တယ်အဲ့ဒါကအိမ်ကွင်းမှာနိုင်တာနော်ဆွစ်ဇာလန်အသင်းကိုဂျန်နာရီကတိုက်စစ်ကအဲ့လောက်ကြီးအားကိုးစရာအကြောင်းမရှိဘူးအဓိကခံစစ်ပိတ်ဆော့မဲ့တကွက်ပဲကြောက်ရမှာဒါပေမဲ့နှလုံး၈၀ရှုံးနဲ့ကာထားတဲ့အချက်ကြောင့်ဩစတြေးလျတေချာပေါက် over 1.5နည်းနည်းလေး60ရာခိုင်နှုန်းကျော်သွားတဲ့အနေထားမှာရှိတယ်ဗျာပြောချင်တာကတကူအထက်မှာတွင်းနိုင်တယ်အကယ်၍စာဗီယာတလုံးရမယ်ဆိုရင်တော့မှ2-1အထိဩစတြေးလျတွင်းနိုင်တယ်ဆိုတော့ဂျီမျိုးဖြစ်တယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့စာဗီယာအဝေးဝင်း ခံစစ်တော်တော်လေးပောက်တဲ့အသင်းမျိုးဖြစ်ပါတယ်အဲ့တော့လက်ရှိနောက်ဆုံးတွေ့ခဲ့တာဆွစ်ဇာလန်အသင်းနဲ့ဆွစ်ဇာလန်အိမ်ကွန်းမှာ level တရာချုံဆွစ်ဇာလန်ပေးပြီးတော့ဝမ်းဝမ်းနဲ့ဖြစ်ခဲ့တာပါအဲ့ရှိမှာဒိမတ်အိမ်ကွန်းမှာလည်း level တရာချုံကြီးကို2-0နဲ့ဒိမတ်နိုင်ခဲ့တာကြောင့်နောက်ဒိမတ်ထက်ခြေစွမ်းပိုကောင်းတဲ့ဩစတြီးယားအနေနဲ့တလုံး90ပေါင်းဟာပိုပြီးပြင်းပါတယ်ဒါကြောင့်ဒီပွဲမှာ ဒီဒီအစင်နဲ့ဒီအစင်ကြေးရကတော့ဟိုဩစတြေးလျသုံးမှတ်တော့ဒီပွဲလေးအိမ်ဝင်းမှာရမယ်ထင်ပါတယ်เนาะအဲ့တော့ Rennick ပဲရုံပါတယ်ဩစတြေးလျ body ပါအဲ့တော့နောက်တစ်ပွဲက Ukraine နဲ့ Belgium ပွဲလေးမစိုးပါဘူးအဲအရန်ကြီးတော့မကြိုက်ဘူး Belgium ကတစ်လုံး80ပေါင်းအဝေးဝင်းကနေပေးတယ်နှလုံး80ရုံးကိုပေါင်းကြီးနဲ့ကာထားပါတယ်ဒီနှစ်သိန်းကပြီးခဲ့တဲ့2024 Euro မှာထပ်ပြီးတော့တွေ့ခဲ့ပါသေးတယ်အဲ့တော့ကလည်းဒါဂျာဝင်းပဲပေါ့လीเนาะအဲ့တော့ဒီနေ့ကတော့ဒါ Spain မှာကံမှာဖြစ်ပါတယ်ဒီပွဲကဂျာဝင်းအနေနဲ့ကံမှာပါအဲ့တော့အဲ့တော့ကနောက်ဆုံးပေးခဲ့တဲ့2024 6လပိုင်းမှာပေးခဲ့တဲ့ဂျေးရဒါ Ukraine အိမ်ဝင်းမှာ Belgium အသင်းအဝေးဝန်းကနေတလုံး90ပေါင်ပေးခဲ့ခြင်းဖြစ်ပါတယ်။ဒါကိုဇီးဇီးဆိုတဲ့ရလတ်မျိုးထွက်ပေါ်ခဲ့တာကြောင့်အခုပေးထားတဲ့ဂျေးရတလုံး80ပေါင်ကတော့ Belgium အနေနဲ့ နည်းနည်းလေးကြေးပြင်းတယ်ပေါ့နော်အဲ့တော့ယူကရိန်းကိုပြန်ကြည့်ရရင်ဒီဟာဒီလက်ရှိခြေစွမ်းတော့မဆိုးဘူးလက်ရှိကန်ခဲ့တဲ့အသင်းတွေထဲမှာဒါပြင်သစ်ကနောက်ဆုံးတွေ့ခဲ့တာပါတလုံး90ပေါင်းကိုဝမ်းဝမ်းနဲ့ကန်ခဲ့ပါတယ်အဲ့တော့တောက်လျှောက်ယူကရိန်းရလကောင်းနေတာကြောင့်ဒီပွဲလေးတော့ဘယ်လ်ဂျီယံအနေနဲ့ယူကရိန်းအနေနဲ့ဒီကြားခွင်းမှာတော့အရန်ကြီးအပင်ပန်းခံမယ်မထင်ဘူးအဲ့တော့ဘယ်လ်ဂျီယံလက်ရှိစုဖွဲ့မှုအရာကလည်းအဲ့လိုကြီးတော့အဆင်မပြေနေဘူးပေါ့နော်နောက်ဆုံး9ပွဲမှာတပွဲမှမနိုင်တာဘူး၄ပွဲရှုံးတယ်တပွဲကတည်ဖြစ်ပေါ်ထားတဲ့အနေထားကြောင့်အခုပေးထားတဲ့ဂျီတလုံး80ပေါင်းမှာနှလုံး80ရှုံးဆိုတဲ့ဂျီကြောင့်ဒီပွဲလေးတော့ ယူကရိန်းပဲကြိုက်တယ်ဗျာနော်အခက်မသိရင်တော့ဝမ်ဝမ်တပေါက်တော့ပြက်သွားနိုင်တယ်ဒါပေမဲ့ယူကရိန်းကိုရမယ့်အနေထားရှိလောက်မယ်လို့ကျွန်တော်ယူဆတယ်ဒါကြောင့်ဒီပေါ်လေးတော့ယူကရိန်း body လေးမောင်းထဲမှာထည့်ထားပါတယ်โอเคအဲ့ဒါဆိုတော့ကျွန်တော်ဒီနေ့ မောင်းလေးပြောလို့ရပြီပေါ့လေနော်အဲ့တော့ဂျန်နာကကျွန်တော် group C ပေါ့နော် group C မှာတော့ဒီ Slovakia နဲ့ Slovenia တပွဲပဲကြိုက်တယ်အပေါ်ကသုံးပွဲလုံးကျွန်တော်ရှောင်ထားတယ်အဲ့တော့ Slovakia ဟာ level 60အထိပေးပြီးတော့နှလုံး20ရုံနဲ့ပြန်ကာထားပါတယ်အဲ့တော့2021တုန်းကဒါ World Cup qualify မှာနောက်ဆုံးတွေ့ခဲ့တယ် Slovakia အိမ်ကမှာ2021မှာ Slovakia ဘက်က level 90ရုံအဲတုန်းကလည်းပေးခဲ့တာပဲ2-2ဆိုတဲ့ရက်လက်မျိုးထွက်ပေါ်ခဲ့တယ်အဲ့တော့အခုပေးတဲ့ဂျေးရ နည်းနည်းလေးတော့ပြင်းလာတော့မှန်ပါတယ်ဒါပေမဲ့တပိုင်းတစ်လျှောက်မှာ Slovakia အင်္ဂါမှာ Slovenia အသင်းကို Vagia နိုင်ဖို့တပွဲပဲရှိတယ်2010ခုမှာ level တရားရှုံးကြီးခက်ပြင်းပြင်းပေးမှသာအောင်ခဲ့တာဖြစ်ပါတယ်2009မှာ level 50 Z2 နဲ့ Slovenia အောင်တယ်2021မှာ level 50 2-2နဲ့ Slovenia အောင်တာကြောင့်အခုပေးတဲ့ကြီး level 50 60ဆိုတာဟာနည်းနည်းလေးပျော်သေးတယ်လို့ယူဆတယ်ဒါပေမဲ့တစ်ဖက်ကအဓိကဒီ Slovenia မှာအဓိကတိုက်စစ်အားနေတယ်အဓိက Atletico Madrid ရဲ့ goal မှာ Oblak ရှိတာကြောင့်ခံစစ်ကတော့အနည်းငယ်လေးအဆင်ပြေမယ် တော့ယူဆတယ်အဲ့တော့ Slovakia အသင်းဟာဒီအင်္ဂလန်တို့ဘာလို့တော့မှအဝေးဘုံမှာတည်ရထားတယ်နောက်ဒီလက်ရှိအနေအထားအရလည်းအဆင်ပြေတာကြောင့်ဒီပွဲလေးတော့ကျွန်တော်ကြည်အောင်ဆုံးအသင်းဖြစ်တဲ့ Slovenia နဲ့ပဲယင်းနှီးစီချင်ပါတယ်အဲ့တော့ဒီပွဲကတော့ Slovenia ပွဲဒီအုပ်စုစီမှာပေါ့နော်အုပ်စုစီမှာယူရမယ်ဆိုတော့ဒီ Slovenia ပဲကြိုက်တယ်ဗျာနော် Slovenia ပဲကျွန်တော်ယူချစ်ထားပါတယ်โอเคအဲ့ဒါဆိုတော့ကျွန်တော်ဒီနေ့ယူချစ်မှုလေးတွေပြောပေးပါမယ်ဘရာဒါတွေနော်โอเคအဲ့တော့ဒီနေ့ ကျွန်တော်တို့ဒါ20ရက်3လ2025ရဲ့ရွေးချယ်မှုဖြစ်တဲ့ဒါလေးတဲ့မောင်းလေးတဲ့မှာကျွန်တော်တို့စပိန်ဘော်ဒီအီတလီဘော်ဒီအော်စထရီးယားဘော်ဒီနဲ့ယူကရိန်းဘော်ဒီဖြစ်ပါတယ်ဒါကတော့ဒီနေ့ရဲ့ဒါအကြိုက်ဆုံးလေးတဲ့မောင်းလေးဖြစ်ပါတယ်အဲ့တော့အားကိုဒါကြောင့်လည်းတော့ပွဲဖြစ်တော့အဲဆော့ကျင်လဲဆော့မဆော့ကျင်လဲနေပါတော့ကျွန်တော်တို့အရင်ကြီးကြိုက်တယ်ဒီမှာတော့မပါဘူးဒါပေမဲ့ရိုးရိုးပွဲအနေနဲ့ဒီလေးတဲ့တွဲလိုက်ရင်တော့အရှုံးမရှိလောက်ဘူးလို့ကျွန်တော်ယူဆတယ်ဒါကြောင့်ဒီနေ့ဒါကြောင့်လည်းတော့ပွဲအဖြစ်ဒီလေးပွဲပဲကျွန်တော်တွဲပေးထားပါတယ်ပြန်ပြောရရင်ဒီနေ့လေးတဲ့မောင်းလေးမှာစပိန်ဘော်ဒီအီတလီဘော်ဒီအော်စထရီးယားဘော်ဒီနဲ့ယူကရိန်းဘော်ဒီဖြစ် ပါတယ်เนาะအားလုံးပဲ good luck ပါ brother တွေเนาะ channel ပွဲတွေကတော့ brother တို့ပါဆော့ကျင်လဲပပပဲဆော့ကြပါเนาะနိုင်ငံပွဲဖြစ်တဲ့တို့ကကမောက်ကမောက်ကတော့ထုံးစံတိုင်းလောင်းပါပဲပေါ့လीเนาะအဲ့တော့ဒီနေ့ကတော့ဒါတလောက်ပါပဲမနေ့ပြန်မနေ့ပြန်က အမနက်ပြန်လေပွဲတွေရှိတယ်ဗျာနော်အဲ့တော့မနက်ပြန်ကအဓိက World Cup qualifying ပွဲတွေဆိုတော့အရန်ကြီးတော့လေဆော့လို့ကမကောင်းပါဘူးနော် UEFA ဝါပွဲတွေဆိုတော့အဲကျွန်တော်ဟိုအကယ်၍အကြိုက်ပွဲရှိနေတော့ကျွန်တော် live လေးထပ်ပြီးတက်လာပေးပါမယ်နော်အဲ့တော့ဒီနေ့ကတော့ live လေးကတော့တလောင်းတော့ပဲရန်နာပြစီ brother တွေနော်အဲ့တော့ဒါဒီနေ့ဒါကြည့်ရှုပဲ brother တွေ share ပဲ brother တွေ comment ပဲ brother တွေတယောက်ချင်းတိုင်းကျေးဇူးများတင်ပါတယ်ဗျာမင်္ဂလာရှိသောညလေးဖြစ်ပါစေဗျာ